နိုင်ငံသားကြောင့်နေပြီးဘာသာစကားကြောင့်အခက်အခဲဖြစ်နေသူများနဲ့ language တင်တဲ့တခုခုကိုတက်ရောက်နေပြီးတော့မှလေ့ကျင့်ရန်ပါတနာလိုအပ်နေသူများအတွက်ဒီနေ့ပြောပြမယ့် application ကဖြည့်ရှင်းပေးနိုင်ပါလိမ့်မယ်။ internet မလိုအပ်ဘဲ offline အသုံးပြုလို့ရနိုင်တဲ့ Google Translate application အကြောင်းပဲဖြစ်ပါတယ်။အဲဒီတော့ကြောင့်မလို့ video ကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးနော်။ဒီနေ့ပြောပြမယ့်အကြောင်းကတော့တခြားကထုတ်ထားတာမဟုတ်ဘူး Google ကထုတ်ထားတဲ့ Google Translate app ပဲဖြစ်ပါတယ်။ ် Google Translate app ကိုအသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Play Store ကနေပြီးတော့ download မယ်အော် Google Translate Google Translate app ဆိုပြီးတော့မှာ Play Store ကိုရှာလိုက်တဲ့အခါမှာတစ်ချက်တည်းထားရမှာရှိတယ်။သူနဲ့စင်တူယိုးမားတွေကအများကြီးရှိတယ်။အဲ့ဒီတမှာမှာကိုတခုတည်းထားရမှာဒီအပေါ်မှာ Google Translate အောက်မှာ Google LLC ဆိုတဲ့ application ကိုပဲတစ်ချက် down မှာကျွန်တော်တို့တော့ဒီမှာ Google Translate Google LLC ကိုတွေ့ပြီးတွေ့ကြောင်းမလို့ install တင်လိုက်မယ်။ Okay application เนี่ยကိုရောက်သွားပြီ application เนี่ยကိုရောက်သွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့ဒီမှာ gmail เนี่ยတခါလေးသူကတမ်းပြီးတော့ link ချိန်มาဖြစ်တယ်ကျွန်တော်ဒီမှာကျွန်တော်ရဲ့ gmail เนี่ย google translate app ကိုချိန်ထားလိုက်ပြီဒီမှာကျွန်တော်တို့တစ်ချက်ဆက်ပြီးကြည့်မယ်ဆိုလို့ရှင်เนาะသူကပထမအဦးဆုံး default အနေနဲ့အင်္ဂလိပ်နဲ့စပိန်ဆိုပြီးတော့ဘာသာစကားနှစ်မျိုးပါတယ်အဲ့ဒီမှာကျွန်တော်စပိန်ဆိုတဲ့နေရာမှာမြန်မာကိုရွေးလိုက်မယ်ကိုကအရင်ဒီဘာသာစကားအမျိုးပေါင်း100ကျော်လောက်ကိုသူကတခါတည်း translate application မှာ ပါတဲ့အတွက်ကြောင့်မလို့ကိုကတော်တော်များများနိုင်ငံတွေမှာလုံးဝအဆင်ပြေနိုင်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်အင်္ဂလိပ်ကနေမြန်မာကိုဘာသာပြန်ဖို့အတွက်ကိုတခါလေးရွေးပေးလိုက်ရုံပဲအင်္ဂလိပ်စာရိုက်ပြီးတော့မြန်မာစာကိုပြောနိုင်တယ်မြန်မာစာရိုက်ပြီးတော့လည်းအင်္ဂလိပ်လိုပြောနိုင်တယ်ဒီမှာတော့အခုဆိုလို့ရှိရင်ဖုန်းစကရင်ရဲ့ဘယ်ဘက်အချမ်းမှရှိတဲ့ဘိုင်းဒီဒါကိုအသုံးပြုမဲ့ဘာသာစကားဟိုဘက်မှာညာဘက်အချမ်းမှရှိတဲ့ဘာသာစကားကြတော့ကိုကိုပြန်ပြီးတော့ translate လုပ်ပေးမဲ့ဘာသာစကားကျွန်တော်ပြောင်းမဲ့ပြန်လည်လိုက်မယ်မြန်မာဘာသာစကားကနေအင်္ဂလိပ်ဘာသာစကားကိုပြောင်းမိပါဆိုပြီးတော့တော့မှပြောင်းလိုက်ရမယ်ကေဗီကိုကစာရိုက်ပြီးတော့ပဲ မေးမယ်ဆိုလို့ရှိရင်အပေါ်မှာ under test ဆိုတာအပိုင်းပါတယ်အဲ့ဒီမှာကျွန်တော်ရေးလိုက်မယ် အိမ်သားဘက်မှာလေဒါအရင်ရေးကြည့်တာဗောနော်တခါတခါကိုတွေတွိုင်းလက်မေးချင်းလို့ရှင်ဘယ်လိုပြောလို့ပြောမှမသိဘူးအောက်မှာတခါလဲ where is the drying lens ဆိုပြီးတော့ရေးပေးတယ်သူကစာရိုက်ပြီးရေးထွေးပေးပေးလိုက်တဲ့ခါမှာတော့သူကအင်္ဂလိပ် logo အသံတော့တခါလဲပြောပေးမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒီစာရိုက်ထဲတာဒီဘယ်ပိုင်းနေမှာအသုံးပြုဖို့အတွက်ရည်ရွယ်ထားသလဲဆိုလို့ရှင်ယဥပမာကျွန်တော်တို့စာဖတ်ခန်းထဲမှာပဲဖြစ်ဖြစ်တခြားအကြောင်းအရာတစ်ခုကိုလေ့လာနေတာပဲဖြစ်ဖြစ် public နေရာတွေမှာ text အနေနဲ့ရှာလိုက်တယ်ဆိုလို့ရှင်တခြားလူတွေကိုအနှောက်အယှက်မဖြစ်စေချင်တဲ့အတွက်ကြောင့်မဟုတ်လို့သူကတော့စာရိုက်ထဲတယ်ဆိုလို့ရှင် င်စကားအတန်ထွက်ကိုတခါတည်းတန်းပြောပေးမှာမဟုတ်ဘူးစာအနေနဲ့ပြောပေးမယ်နောက်တစ်ခါကိုကအတန်ထွက်စီခြင်းနဲ့ဆိုလို့ကျွန်တော်အောက်က speaker ပုံစံလေးကိုတစ်ချက်နဲ့ Where is the toilet? Where is the toilet? ဒါမှမဟုတ်လို့ရှင်ကျွန်တော်တခြားတစ်ခုခုရေးလိုက်မယ် How much is it? ဒါတော့ကျွန်တော်တို့မြန်မာစကားနဲ့အင်္ဂလိပ်လိုပြောင်းတာ။ဒါမှမဟုတ်ဘူးကိုကဘာသာစကားနောက်တစ်မျိုးကိုပြန်ပြီးပြောင်းချင်တယ်ဆိုလို့ရှင်လည်းဒီဘက်မှာအင်္ဂလိပ်ရှိတယ်။အင်္ဂလိပ်ကိုကျွန်တော်တခြားဘာသာစကားတစ်ခုပြောင်းလိုက်မယ်။ဒီမှာတော့ကျွန်တော်ထိုင်းပြောင်းလိုက်မယ်။ထိုင်းကျွန်တော်မြန်မာလိုရေးလိုက်မယ်။ มันราคาเท่าไหร่มันราคาเท่าไหร่อย่าดูบ่เล่าเลยบ่เนาะ ห้องน้ําอยู่ที่ไหน home name อยู่ที่ไหนท้ายหนูပြောပြီးတယ်ကိုကထိုင်းကနေပြီးတော့မြန်မာဘာသာစကားကိုပြန်ပြောင်းပြောချင်တယ်ဆိုလို့ရှင်လဲအောက်ကညံ့များလေးကိုပဲပဲပြန်ညာပြန်နှိပ်ပေးလိုက်ရုံနဲ့ထိုင်းကနေမြန်မာစကားကိုပြန်ပြီးတော့ပြောပြီးมาဖြစ်တယ်။ဆာရိုက်ထည့်လိုက်တဲ့ဘိုင်းဒီတော့မြန်မာလိုတော့ရိုက်ထည့်လို့မရတော့ဘူးထိုင်းစကားလိုရိုက်ထည့်မှရမယ်ပေါ့နော်။โอเคဒါကတော့တစ်ဖက်တစ်ချိုင်းမှာ အော်ဟုတ်ပြီကျွန်တော်ထိုင်းနေရာမှာခုနကအင်္ဂလိပ်ကိုပြန်ပြီးအသုံးပြုမယ်အင်္ဂလိပ်ကနေပြီးတော့မြန်မာကိုပြန်ရိုက်မယ်ဆိုလို့ရှိရင် Where are you from? ဖင်ဘေကလည်း သင်ပေကလည်းဆိုပြီးတော့မှတခါတည်းအင်္ဂလိပ်ကနေမြန်မာဘာသာစကားကိုပြန်ပေးတာတွေ့တယ်။ကွန်ပျူတာစကားလည်းရိုက်ရှိလို့ရတယ်ပေါ့နော်။ဟုတ်ပြီအဲ့ဒါမှမှမဟုတ်ဘူး။ကိုယ်တခြားပေါ့နော်။ဥမာအင်္ဂလိပ်ကနေမြန်မာမဟုတ်ဘူး။မြန်မာကနေပြီးတော့မှဒီထဲမှာပါတယ်။ချိန်နှစ်သက်ရနိုင်ငံအပေါင်း100ကျော်ကိုရွေးချော်မှထည့်လို့ရတယ်။ဒါကတော့စာရိုက်ထည့်တဲ့အပိုင်းမှာစာရိုက်ထည့်တာမျိုးမဟုတ်ဘူး။တချို့ဘာသာစကားတွေကိုယ်စီမှာမရှိဘူး။ကိုယ်ရေးထည့်ကျင်နေဆိုလို့ရှိရင်လည်းအပေါ်မှာခဲတဲ့ပုံစံလေးရှိတယ်။အဲ့ခဲတဲ့ပုံစံလေးကိုတစ်ချက်နေပြီးတော့မှကျွန်တော်ရေးထည့်လိုက်မယ်။အခုကမြန်မာလိုရေးထည့်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အိမ်လို့ရေးလိုက်တယ်။ အောက်မှာ house ဆိုပြီးတော့တခါတည်းတမ်းပြီးဖော်ပြလာပြီးတော့ကိုတွေ့ရနောက်တစ်ခုထပ်ပြီးတော့အသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဘက်ကအမားလေးကိုတစ်ချက်နဲ့ကိုကြိုက်နှစ်သက်ရထပ်ပြီးတော့ရေးလို့ရတယ်ထပ်စီး တော့ဒမိုက်တစ်ခုတရှိတာတော့ကျွန်တော်တို့တက်စီလို့ပါလို့ဆိုအင်္ဂလိပ်လိုသွားရေးလို့မရဘူးပေါ့နော်မြန်မာလိုတော့တက်စီလို့ရေးလိုက်တယ်အောက်မှာတက်စီဆိုပြီးတော့တော့မှသူကတစ်ခါတည်းတန်းပြီးတော့ဘာသာပြန်ပေးတယ်ကိုကတော့မြန်မာလိုဆိုမြန်မာလိုပဲရေးအင်္ဂလိပ်လိုဟိုတက်စီဆိုသွားလို့သွားရေးလို့မရဘူးလက်ရေးနဲ့လည်းရေးပြီးတော့တော့မှရတယ်တချို့ကိုကမသိတဲ့နိုင်ငံတစ်ခုခုရောက်တယ်သူ့ရှိမှာအင်္ဂလိပ်လိုရေးထားတယ်ဒါပေမဲ့ကိုရှိမှာအဲ့ကီးဘုတ်လည်းမရှိတဲ့ခါမျိုးဆိုလို့ကျွန်တော်လက်ရေးနဲ့ရေးပြီးတော့တော့မှလက်တလုံးအနေနဲ့ဖြည့်ရှင်းပေးလို့တော့ရပါတယ်တက်ပြောင်းပြင်းခြင်းနဲ့ကိုစာရိုက်တဲ့တက်ကိုပြန်ပြောင်းခြင်းနဲ့ဆိုလို့ကျွန်တော်အပေါ်ကီးဘုတ်ဝန်ထမ်းလေးကိုတစ်ချက်ပြန်နေတက်ပြန်ပြောင်းသွားတာဒီ application ကိုကျွန်တော် တို့စပြီးတော့အသုံးပြုတဲ့ခါကနေစပြီးတော့မှဒီ application ကိုကိုက train သွားလို့ရတယ် line နဲ့ online ဆိုပြီးတော့နှစ်ချက်ရှိတယ်ဘေးနားမှာ copy ရှိတယ် line ကိုပေးသွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ behavior ကိုသူကတစ်ခါတည်းယူသွားမှာယူသွားပြီးနောက်ပိုင်းကိုယ်ပြန်ပေးတဲ့အဖြေတွေဒီပိုကောင်းတဲ့အဖြေတွေကိုပဲပြန်ပေးလာနိုင်တာကိုတော့တွေ့ရတယ်ဒီစာရိုက်ပြီးတော့လည်းပေးလို့ရတယ်လို့ camera တွေကနေမေးချင်တဲ့အပိုင်းကိုရွေးလို့ရတယ် time cosmetic တစ်ခုကိုကျွန်တော်တစ်ချက်တွေ့တယ်အဲ့ဒီမှာ time စာတွေပဲရေးထားတယ်ကျွန်တော်မဖတ်တတ်ဘူး အဲ့လိုနေရာမြို့မှာဆိုလို့ရှိရင်လည်းဒီထိုင်းစာကိုဟိုတစ်ချက်ကင်မရာလေးထောက်ပြီးတော့တော့မှတခါလေးဖတ်လို့ရတယ်ဗောနော်ဒီဘက်မှာကျွန်တော်ကင်မရာကိုတစ်ချက်ထောက်လိုက်မယ်ထိုင်းစာဗောနော်ထိုင်းစာမှာဆိုလို့ရှိရင်ကျွန်တော်အင်္ဂလိပ်ကနေပြီးတော့မှမြန်မာကိုပဲအောက်မှာရွေးချယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကအင်္ဂလိပ်လူမြန်မာအင်္ဂလိပ်ဘာသာစကားတွေကိုပဲမြန်မာကိုပြောင်းပေးတယ်အဲ့ဒီအတွက်ကြောင့်မို့လို့အောက်ကအင်္ဂလိပ်ကိုတစ်ချက်ထောက်ထိုင်းပြောင်းပေးလိုက်အဲ့ဒါတစ်ချက်ပြန်ပြီးတော့ဖတ်ကြည့်ကြည့်လိုက်ကင်မရာရဲ့တလိုမျိုးအလေးစက်ကလေးကိုတစ်ချက်နှိပ်လိုက် translate တစ်ခါတည်းလုပ်ပေးသွားတော့ကိုတွေ့ရတယ်ဓာတ်ပုံတစ်ချက်ရိုက်လိုက်တယ်ဗောနော်ဒီဘက်မှာဓာတ်ပုံတစ်ချက်ရိုက်လိုက်မယ်အလယ်မှာဓာတ်ပုံတစ်ချက်ရိုက်လိုက်ဓာတ်ပုံမရိုက်ခင်းနေတော့မှသူ့ဘာသာသူပြောင်းပေးတယ်ဒါပေမဲ့ကိုကပို့ပြီးတော့မှတိကျစေချင်တယ်ဆိုလို့ရှိရင်ဓာတ်ပုံတစ်ချက်ရိုက်လိုက်တခါလေး translate လုပ်ပြီးသွားတာကိုတွေ့ရလိမ့်မယ်အသုံးပြုခြင်းနဲ့ဘာသာစကားတစ်ခုပေါ်မှာအောက်မှာရွေးပေးဖို့တော့လိုအပ်တယ်မရွေးဘဲနဲ့ရိုက်တယ်ဆိုလို့ရှင်တော့အင်္ဂလိပ်စာရှိတယ်ဆိုလို့ရှင်တော့အင်္ဂလိပ်စာကိုတော့မြန်မာစကားပြောင်းပေးမှဖြစ်တယ်ဥပမာတချို့ product တွေမှာဆိုလို့ရှင်ဘာသာစကား၃မျိုးလောက်နဲ့ရောရေးထားတာရှိတယ်ဥပမာ ဟိုအင်္ဂလိပ်ရှိမယ်နောက်တစ်ခါသူပတ်သက်ဆိုင်ရာနိုင်ငံရှိမယ်နောက်တစ်ခါသူအနေနဲ့ထပ်ပြီးတော့တခြားဘာသာစကားမျိုးတွေနဲ့ရေးထားနိုင်တယ်အဲ့လိုအခြေအနေမျိုးမှာကြတော့ကိုကကိုဖတ်ချင်တဲ့ဘာသာစကားကိုပဲဒီဘက်မှာရွေးပြီးတော့မှပြောင်းပြီးတော့သုံးလို့ရတယ်ဗောနော်ကင်မရာကနေတခါလဲတန်းပြီးတော့ ပြောင်းတာပါအဲပုံစံလေးဘေးနန်းက conversation ကိုတခါလဲနှိမ့်လိုက်လို့ရဒါမှမဟုတ်ဘူးကိုကကိုနှစ်ကအတိုင်းကိုပဲဘာသာစကားကိုဟိုဘက်ဒီဘက်ပြန်ပြောချင်တယ်ဆိုလို့ချင်းလဲ mic ကိုတစ်ချက်နှိမ့်ပြီးတော့ပြောလို့ရတယ်ကျွန်တော်တို့ conversation mode ကနောက်ဆုံး up to date လည်းဖြစ်တယ်ထွက်လာတာလည်းဘယ်တော့မှမကြသေးဘူးဆိုတော့ conversation mode ကိုတော့သုံးတာအများကြီးပိုစင်ပြေတယ် conversation mode ကိုတစ်ချက်နှိမ့်မယ်ဒီ alexa လေးကိုတစ်ချက်နှိမ့်မယ်ဆိုတော့ခုနကပုံမှန်ကျွန်တော်တို့တခြား application တွေမှာပြောထားတဲ့အတိုင်းပဲအော်ဟိုဘက်ဒီဘက်မိုက်ကလေးနဲ့တွားလို့ရတယ်ဒါမှမဟုတ်ဘူးကိုကတခါတည်းအဲကိုမြန်မာလိုပြောမယ်ကိုကဲထွန်းစလေးအကမြန်မာလိုတစ်ချက်မှတ် ကိုတက်ဆိုင်ရဘာသာစကားအင်္ဂလိပ်လိုပြောပေါ့နော်ဒါမှမဟုတ်လို့ရှင်ကိုအင်္ဂလိပ်လိုပြောမယ်တက်ဆိုင်ရဘာသာစကားကိုမှတ်မြန်မာလိုပြန်ပြီးအတန်ထွက်အဲ့လိုပုံစံမျိုးနဲ့တခါလဲပြောလို့ရတယ်ဒီမှာတော့ကျွန်တော်ထိုင်းလိုမပြောတဲ့တော့တော်တော်ထိုင်းမပြောချိန်တော့ဘူးအင်္ဂလိပ်လိုချိန်လိုက်မယ်အောက်မှာ conversation mode မှာ mic ကိုလောက်ထားမယ်သူကဖုန်းကိုဟိုဘက်ဒီဘက် screen နေနဲ့လဲပြောလို့ရတယ်အဲ့ဒါကတော့ဖုန်း screen ရဲ့အပေါ်ဘက်ဆုံးမှာအပေါ်အောက်ပေါ့နော်အပေါ်လေးကမဲတယ်အောက်ကလေးအဲ့ဒါလေးတစ်ချက်နှိပ်လိုက်အဲ့ဒါ conversation mode ဖြစ်သွားပြီးကျွန်တော်အင်္ဂလိပ်လိုပြောမယ် mic ကိုတစ်ချက်နှိပ်လိုက်မယ် where are you from โอเคအသင်ဘယ်ကလည်းတခါလဲတမ်းပြီးတော့မှပြောပြတယ်ဒီဘက်မှာငါရန်ကုန်ကဒီလိုမျိုးတစ်ချက်ပြောနေတယ်ဆိုလို့ရှိရင်အတန်းထွက်မှာမဟုတ်ဘူးအဲ့မှာတစ်ချက်ပြေးလိုက်မယ်ဒီဘက်ကအမောင်းကိုနေအပေါ်ကစတင်လေးကိုတစ်ချက်သွားပြီးတော့မှအော်မအော်တိုပလေးဘက်ဆိုတာရှိတယ်အဲ့ဒါလေးကိုတစ်ချက်ဖွင့်ပြီးမှသားလေအတန်းထွက်မှအဲ့ဒါသူတစ်ချက်ပြိမ့်မယ် Where are you from? ဖင်ဘက်ကလေငါရန်ကုန်မြို့က I am from Yangon. I am from Yangon. ဒါကတော့ကျွန်တော်တို့မှပါတဲ့ feature အကုန်လုံးပဲဖြစ်ပါတယ်။ဥပမာကိုကဆိုက်ရိုက်ထည့်ခြင်းလေဆိုလို့ရှိရင် attached နဲ့ရေးဒါမှမဟုတ်ဘူးကိုကကလက်ရေးနဲ့ရေးပေးခြင်းလေဆိုလို့ရှိရင်တော့ဘီနာဘောပင်ပုံလေးကိုတစ်ချက်နဲ့ကင်မရာနဲ့ဆိုလို့ရှိရင်တော့ကင်မရာဘက်ကသွားကိုက conversation mode နဲ့သုံးခြင်းလေဆိုလို့ရှိရင်တော့လူနှစ်ယောက်စကားပြောတယ်ကိုဘက်ကပြောတယ်သူဘက်ကလည်းတခါတည်းအသံထွက်ပြီးသားမြန်မာလိုပြောတယ်အင်္ဂလိပ်လိုထွက်သွင်းခြင်းနဲ့အင်္ဂလိပ်လိုပြောတယ်မြန်မာလည်းထွက်သွင်းခြင်းလေဆိုပြီးတော့မှလူနှစ်ယောက်စကားပြောတဲ့ဂျားထဲမှာဖုန်းချထားပြီးသွားတော့မှတခါတည်းတိုင်းပြီးတော့ translate လုပ်လို့လည်းရထွက် Google translate app ကိုတစ်ချက်မှရှိတယ်ကျွန်တော် Gmail account ဝင်တဲ့ key လေးကို တစ်ချက်နှိပ်လိုက်အဲ့ဒီမှာကျွန်တော်တို့က safe transit trace transit ဆိုတဲ့အပိုင်းကကြတော့သူကအုံးမှာကျွန်တော်တို့စကားဝိုင်းဒီမှာ history မှာကျွန်တော်တို့ခုနကစကားပြောခဲ့လိုက်တဲ့အပိုင်းရှိတယ်အဲ့ဒီကိုတစ်ချက် history ကိုဝင်လိုက်မယ်ကိုကဘယ်စကားဝိုင်းဒီမှာအုံးမှာကျွန်တော်တို့အနေနဲ့တခြားတစ်ယောက်နဲ့စကားပြောတယ်အရေးကြီးတဲ့အချက်အလက်တွေကိုသူနဲ့အတူတူကိုနဲ့စကားပြောခဲ့လိုက်ကြတယ်အဲ့ဒီအချက်အလက်တွေကိုကိုကပြန်ပြီးတော့ပြန်လူချင်တယ်အုံးမှာဒီကောင်ကို record notebook အနေနဲ့ပြန်ပြီးတော့မှတ်ထားစေခိုင်းစေချင်တယ်ဆိုလို့ရှိရင်လည်းဒီဘက်မှာကိုလူချင်တဲ့အပိုင်းလေးကို star လေးတစ်ချက်ပေးထားလိုက် အဲ့စကားဝိုင်းကိုသူကတခါလေးတိမ့်တော့မှသူနဲ့ကိုယ်နဲ့ပြောတဲ့ဒီစကားတစ်ချောင်းနှစ်ချောင်းကိုပဲတိမ့်တော့မှမဟုတ်ဘူးအဲ့စကားဝိုင်းတစ်ခုလုံးမှပြောခဲ့တဲ့စကားတွေအကုန်လုံးကိုတခါလေးသူကတိမ့်တော့မှဒါကတော့အရင်မိုက်တဲ့ feature တစ်ခုဖြစ်တယ်ကိုယ့်ရဲ့တချို့ meeting တွေမှာတခြားတယောက်နဲ့စကားပြောတဲ့အခါမှာဒီအော် feature လေးကိုသုံးလို့ရတယ်တားလေးကိုတစ်ချက်နှိပ်ကြည့်လိုက်ကိုကအိမ်သာပမာလဲဆိုပြီးခုနကပြောခဲ့တဲ့အပိုင်းကိုဒီမှာအိမ်သူကတစ်ချက်ရေးထားခဲ့လိုက်တယ်ဘောနော်အဲ့ဒီမှာတစ်ချက်ထောက်လိုက် င်နာပမာလဲဆိုရပြောခဲ့တဲ့စကားရှိတယ်အဲ့ဒါလေးကိုသူတစ်ချက်မှတ်သွားတယ်လို့အင်တာနက်မရတဲ့အခြေအနေမျိုးတွေမှာဆိုလို့ရှိရင်လည်း Google Translate app ကိုအသုံးပြုလို့ရအသုံးပြုတဲ့နေရာတော့လွယ်လွယ်လေးပဲကျွန်တော်တို့မှ download language ချက်ရှိရအဲ့ဒီမှာထိုင်းသွားမယ်ဆိုလို့ရှိရင် Thai language ကို download တခါလဲဆွဲသွားလိုက်ရုံပဲ Thai language ကိုကျွန်တော် download ဆွဲသွားမယ်နောက်တစ်ခါမြန်မာ language ကို download ဆွဲထားလိုက်မယ် ဟုတ်ပြီကျွန်တော်တို့ဒီမှာဘာသာစကားမြန်မာရောထိုင်းရောဒေါင်းလုဒ်လုပ်ပြီးတော့ပြီအင်တာနက်အဆက်မလိုဘဲနဲ့လည်းအသုံးပြုလို့ရတယ်ကျွန်တော်အင်တာနက်ကို aeroplane မှာလုပ်လိုက်တယ်သူဒီမှာအင်တာနက်ကိုမရှိဘဲနဲ့အသုံးပြုမယ်ဆိုလို့ရှိရင်တော့သူကတော့တခြားစကားနဲ့ပြောတာမျိုးတော့မရဘူးကျွန်တော်ဒီမှာတက်ရှေးလိုက်မယ် how much is it ဒါကတော့ကျွန်တော်မြန်မာနဲ့အင်္ဂလိပ်လိုပြောနှောက်လို့တခါလေကိုကဘာသာစကားတွေကိုဒေါင်းထားလိုက်မယ်ဆိုလို့ရှိရင်ကိုမြန်မာလိုရိုက်လိုက်တာနဲ့အင်္ဂလိပ်လိုတခါလေတန်းပြီးတော့ပြောမယ်ဒါမှမဟုတ်ကိုဒေါင်းထားတဲ့ဘာသာစကားတခုပြောမယ်ဒါမှမဟုတ် How much is this? အတန်မှာတစ်ခါလေးထွက်ပြီးတော့တွေ့ရတယ်။အောက်မှာကျွန်တော် English ကိုထိုင်းပြောင်းလိုက်မယ်။你多少？你多少？ဒါဆိုလို့ရှိရင်တစ်ခါလေးကိုဒီ internet access မရတဲ့နေရာမျိုးမှာဆိုလို့ရှိရင်လေ translate လုပ်လာတာကိုတွေ့ရလိမ့်မယ်ပေါ့နော်။ ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့နောက်မှာလမ်းခွေပါတာတကားကခမည်းအတွက်အခက်အခဲမရှိနိုင်တော့ဘူးလို့ကျွန်တော်မျှော်လင့်ပါတယ်ဒီဗီဒီယိုကခမည်းအတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လုပ်သွားပေးပါဦးဒီဗီဒီယိုကိုကြည့်ပြီးသွားတဲ့နောက်မှာခမည်းရဲ့လမ်းခွေပါတာတကားပေါ်မှာတိုးတက်မှုရှိတာမျိုးတွေဒါမှမဟုတ်အခက်အခဲတခုခုကိုဖြေရှင်းပေးနိုင်တာမျိုးတွေအခုဗီဒီယိုပါအတိုင်း like ပါလှုပ်ဆောင်ပြီးသွားတော့မှာအစင်မပြေတဲ့အကြောင်းအရာများရှိခဲ့တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဗီဒီယိုရဲ့ comment မှာဝင်ရောက်ပြီးတော့ရေးပေးခဲ့ပါဦး တကယ်၍ကျွန်တော်ရဲ့ channel ကို subscribe မလုပ်ပါသေးရင် subscribe လုပ်ထားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့